အားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမွန်လူမျိုးတွေရဲ့ဟိုးအသိတမိုင်းချောင်းတွေကို လေ့လာကြည့်ကြပါအောင်ဆိုခင်ဗျာမွန်လူမျိုးတွေဟာပြည်တော်စုမြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကတစုအပါအဝင်ဖြစ်ပါတယ်ခင်ဗျာမွန်လူမျိုးတွေဟာ တမိုင်းမှာဘွန်ကုအာနာနဲ့ယဉ်ကျေးမှုကြီးမားခဲ့တဲ့ လူမျိုးဖြစ်ခဲ့သလိုမြန်မာနိုင်ငံရဲ့မြေနေရာအတွင်းကိုအစောဆုံးဝင်ရောက်ခဲ့တဲ့ လူမျိုးတွေထဲမှာလည်းပါဝင်ခဲ့ပါတယ်ခင်ဗျာမြမတမိုင်းတွေထဲမှာမွန်မြင်မကြီးရှင်စောပုဟာလည်းတပါးတဲ့တော့ဘယမကြီးအဖြစ်မှတ်တမ်းတင်ခဲ့ရပါတယ်ခင်ဗျာဘယမကြီးရှင်စောပုရဲ့တမက်တော်ဓမ္မစရီမင်းဟာလည်းတာရဏတော်တန်ရှင်းရေးအတွက်ကြိုးပမ်းခဲ့တဲ့လူအဖြစ်တမိုင်းမှာထင်ရှားခဲ့ပါတယ်ခင်ဗျာမွန်ခမာရီအုပ်စုဟာတရုတ်ပြည်တောင်ပိုင်းရန်စီမြစ်ဝမ်းမှာစတင်အခြေချနေထိုင်ခဲ့တယ်လို့ တမိုင်းဆရာတွေကဆိုကြပါတယ်ခင်ဗျာတမိုင်းဘာမောက်ကဒေါက်တာတန်းထွန်းကလည်းအောက်ပါအတိုင်းမှတ်ချက်ချထားတာကိုတွေ့ရပါတယ်ခင်ဗျာမွန်နှင့်ခမာလူမျိုးတို့ကမွန်ဂိုလိုက်အနွယ်ဝင်များဖြစ်ပြီးဝပလောင်ရီယန်တို့မှာမွန်ဂိုလိုက်အနွယ်ဝင်များဖြစ်တော်လဲဝတို့၌တောင်ဘက်အမျိုးရောနှောမြီဟုတန်ရာရှိသည်ဟုဆိုထားပါတယ်ခင်ဗျာမွန်ရာဇဝင်တမိုင်းတဆောင်မှာမွန်လူမျိုးတွေဟာရှေးပဝေတနီအခါက မွန်တီအမိသွင်းခဲ့ပြီးရှမ်းစောထိုင်းတွမဟုတ်ထိုင်းခမာတို့နဲ့အတူကုန်းမြင့်တောင်တန်းကြီးတစ်လျှောက်မှာမြို့ရွာပြည့်စုံနေထိုင်ကြကြောင်းနောင်ကာလရှည်လျားလာတဲ့အခါမှာတောင်ဘက်တို့ရွှေ့စင်းခဲ့ပြီးအဆိုပါမြစ်ကြီးတွေရဲ့အဝရှိအရက်ဒေတာတွေမှာ နေထိုင်ကြသည်ဟု ဆိုထားပါတယ်ခင်ဗျာထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မွန်လူမျိုးတွေဟာစုံကန်းတိုင်အောင်ပြည့်စည်ခြင်းတို့ရောက်ခဲ့ရပေမဲ့ခမာတွေကတော့ထိုင်းတွေနဲ့ တမိုင်းတစ်ချောင်းလုံးစစ်ပြုပြီးဆက်လက်နေထိုင်နိုင်ခဲ့တဲ့အတွက်ယနေ့အချိန်မှာတော့ကမ္ဘောဒီးယားနိုင်ငံအဖြစ်နဲ့ရှက်တည်နိုင်ခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာရှိတဲ့မွန်နီဟာပကံအင်အားနည်းချိန်မှာတော့မကရူးမင်းဆက်ကိုတည်ထောင်နိုင်ခဲ့ပြီးမုတ်တမကိုဗဟုပြုကာပြန်လည်ဥမော့နိုင်ခဲ့ပါတယ်ခင်ဗျာဒါပေမဲ့လည်းရှေးမွန်နီရဲ့မြန်မာချင်းအခြေအနေမျိုးကိုတော့ပြန်မရနိုင်ခဲ့တော့ပါဘူးခင်ဗျာရှေးအောင်ပြူလူမျိုးများထက်စောပြီးပြည်တော်စုမြန်မာနိုင်ငံအတွင်းမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကိုရရှိခဲ့တဲ့လူမျိုးတစ်မျိုးကတော့မွန်ခမအနွယ်ဝင်မွန်လူမျိုးတွေဖြစ်ပါတယ်ခင်ဗျာအရှိအာရှတိုက်ဆိုင်ရာတမိုင်းပညာရှင်များဖြစ်ကြတဲ့အိုနယ်လော့စ်နဲ့ဟာဗတ်အစ်စတတ်တို့ကအာရှတိုက်တောင်ပိုင်းများကိုဝင်ရောက်လာတဲ့မောင်းကုတ်အနွယ်ဝင်များလို့ဆိုကြပါတယ်ခင်ဗျာတို့တော့လေတိဘက်တရုတ်နဲ့ထိုင်းတရုတ်အနွယ်ဝင်များနဲ့မတက်ဆိုင်ပဲ ဩစထရိုအေရှသအုပ်စုဝင် လူမျိုးနွယ်များအဖြစ်မွန်ခမာလူမျိုးများကိုသတ်မှတ်ခဲ့ကြပါရခင်ဗျာအိန္ဒိယပြည်တက္ကိနကုန်းပြည်တဝိုက်မှာရှိတဲ့မွန်ဒက်စ်လူမျိုးများဘင်္ဂလားနယ်ရှိစန်တလူမျိုးများအာတန်နယ်ရှိခါစီလူမျိုးများမြန်မာနိုင်ငံရှိ ပလောင်ဝမွန်လူမျိုးများဟာမူလကလူမျိုးတစ်မျိုးတည်းဖြစ်လိမ့်မယ်လို့ယူဆကြပါရခင်ဗျာတို့တော့လေအာရှတိုက်တောင်ပိုင်းကို ဝင်ရောက်လာကြရင်အိန္ဒိယမြန်မာအင်ဒိုချိုင်းနာကျွန်းဆွယ်ဒေသတွေအထိပြန့်နှံ့သွားကြသည်ဟုတမိုင်းသူတွေဒီများကယူဆကြပါရခင်ဗျာမွန်လူမျိုးတွေမြန်မာနိုင်ငံတွင်းကိုဝင်ရောက်မလာကြခင်အချိန်ကသူတို့နဲ့အနွယ်တူတဲ့ခမာလူမျိုးတွေနဲ့အတူအင်ဒိုချိုင်းနာသဝိုက်မှာနေထိုင်ခဲ့ကြတဲ့အကြောင်းတမိုင်းဝင်အထောက်အထားများတွေ့ရှိခဲ့ရပါရခင်ဗျာယူရီယာလို့ခေါ်တဲ့ထိုင်းတွေဟာ73ရာစုလောက်ကမှဝင်ရောက်နေထိုင်ခဲ့ကြပြီး အင်ဒိုချိုင်းနာကျွန်းဆွယ်မဲနံမြဝန်ဒေတာတဝိုက်မှာရှေးဟောင်းမွန်လူမျိုးတွေနဲ့တက်ဆိုင်တဲ့မြို့ဟောင်းမြို့ပြက်များဘာသာကိုးကွယ်မှုဆန်ရာ ရှေးဟောင်းကြောက်စာများကို တွေ့ရှိရပါတယ်ခင်ဗျာမွန်ရာဇဝင်ဟောင်းတွေမှာလည်းမဲနံမြဝန်မြောက်ပိုင်းဒေတာကိုရောနကတိုင်းဟရိပုံစပြည်နယ်တောင်ပိုင်းဒေတာကိုအရစ်စရတိုင်းဓွာရဝတီပြည်နယ်ဟုရှင်းတာဖော်ပြကြပါတယ်ခင်ဗျာရှေးဟောင်းမွန်လူမျိုးတွေဟာအိန္ဒိယတောင်ပိုင်းဒေတာတွေနဲ့ ကုလူဆက်ဆံခဲ့ကြပြီးသေရဝါဒဗုဒ္ဓသာရဏာနဲ့အခြားယဉ်ကျေးမှုတွေကိုလက်ခံကျင့်သုံးလာခဲ့ကြတယ်လို့ယူဆကြပါရခင်ဗျာ300စုဝင်းကျင်လောက်မှာတော့ဗီယက်နမ်နိုင်ငံမှာပေါ်ပေါက်လာခဲ့တဲ့စံပပြည်နယ်နဲ့အတူ900စုလောက်မှာတည်ထောင်ပြီး1900စုခန့်အထိအင်ဒိုချိုင်းနာကျွန်းဆွယ်နဲ့အရှေ့အာရှတိုက်တောင်ပိုင်းမှာကြီးကျယ်ကောင်းစားခဲ့တဲ့မွန်ခမာလူမျိုးတွေရဲ့နိုင်ငံကြီးတွေနဲ့ပါရှင်အောင်မွန်လူမျိုးတွေဟာ ဆက်ရွယ်မှုတွေရှိခဲ့ကြပါတယ်ခင်ဗျာရှယ်မွန်လူမျိုးတွေဟာမဲနံမြင့်ဝန်းဒေတာတစ်ဝိုက်မှာနှစ်ကာလများစွာ နေထိုင်ပြီးမှမြန်မာနိုင်ငံတောင်ပိုင်းဒေတာဖြစ်တဲ့တနင်္လာရီဘက်ကိုပြန့်နှံ့ဝင်ရောက်လာခဲ့ကြပါတယ်ခင်ဗျာနောက်ပိုင်းတွေမှာတော့အေယာဝတီမြင့်ဝန်းအနေနဲ့စစ်တောင်းမြို့ဝကျွန်းပေါ်ဘကိုးဘက်တွေအထိပြန့်နှံ့လာပြီး900ဇွန်းနှစ်ခန့်ကြာမြင့်တဲ့အချိန်မှာတော့ဩတာဘကူးပြည်နယ် မာလာမင်းဆက်ကိုထူထောင်နိုင်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီလိုထူထောင်နေစဉ်ကာလတွေအတွင်းမြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းဘက်ကိုအခြေစိုက်ထူထောင်မှုကြိုးပမ်းအားထုတ်နေကြတဲ့အိန္ဒိယနိုင်ငံတောင်ပိုင်းချိုလာမင်းဆက်ဘရင်တွေနဲ့တိုက်ခတ်ခဲ့ကြရတဲ့စစ်ပွဲများအကြောင်းကိုမွန်ယာဇဝင်တွေမှာရေးသားထားပါတယ်ခင်ဗျာဆရာစုနှစ်ခန့်လောက်ကအိန္ဒိယတောင်ပိုင်းချိုလာမင်းဆက်ရာဇန္တရာမင်းဟာမြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်ခင်ဗျာခမာလူမျိုးတွေရဲ့ကမ္ဘောဒီးယားနိုင်ငံတကူကြီးမားခဲ့စဉ်ကမွန်လူမျိုးတွေရဲ့မြို့ပြပြည်နယ်တွေကိုသူတို့ရဲ့နိုင်ငံအစိပ်ပိုင်းတစ်ခုဖြစ်လဲဆက်ဆံခြင်းခံခဲ့ရပါတယ်ခင်ဗျာအနော်ရထာမင်းလက်ထက်မှာလဲမွန်တွေရဲ့အုတ်တာပကိုးကိုမဲနံမြင့်ဝန်းကဂျွန်းစစ်သည်တွေလာရောက်တိုက်ခိုက်တဲ့အတွက်အနော်ရထာဘရင်ရဲ့တပ်များကတွားရောက်ကူညီခဲ့ရတဲ့အကြောင်းဂျာဇဝင်သမိုင်းများရဲ့ရှင်းသားထားချက်တွေကိုလည်းဆက်ဆက်လေ့လာကြည့်နိုင်ပါတယ်ခင်ဗျာ ရှေ့ဟောင်းမော်လူမျိုးတွေဟာထိုင်းနိုင်ငံဒွာရာဝတီကိုရောက်ရှိလာပြီးယာစုနှင့်အနှဲငယ်အတွင်ပြန့်နှံ့သွားကြပါရခင်ဗျာ။ဆလေးယာစုခန့်မှာမွန်လူမျိုးတွေအကွဲအကွဲအပြားပြားဖြစ်နေခြင်းကိုစတင်ထူထောင်ခဲ့တဲ့ဝါရီယူမင်းဆက်ကယာစာတရစ်ပင်ကပထမဦးဆုံးအချိန်စီလုံးတင်တွင်နိုင်ခဲ့ပါရခင်ဗျာ။မွန်လူမျိုးတွေရဲ့မြို့ဟောင်းစေတီများကိုယ်ွယ်မှုဆိုင်ရာနဲ့ရင်ကျင်းမှုတွေကိုလေ့လာတွေ့ရှိချက်တွေမှာတော့ ဂျမနာနဲ့မဟာယာနဝါဒများဟာထေရဝါဒဆံရယဉ်ကျေးမှုတွေနဲ့ရောနှောနေတာကိုတွေ့ရှိခဲ့ရပါတယ်ခင်ဗျာပိတုကနီးပညာမှာမွန်နေရဲ့ကိုပိုင်နီးပညာနဲ့တက္ကဒစာပေကိုအခြေခံယူပြီးမွန်လူမျိုးတွေရဲ့ကိုပိုင်အခရာကိုဖန်တီးနိုင်ခဲ့ပါတယ်ခင်ဗျာအရေးသားပုံစံကတော့အိန္ဒိယနိုင်ငံအရှိတောင်ဘက်ကန်ယူရန်ဒေတာတုံပန်လဝအခရာတွေနဲ့ဆင်တူပါတယ်ခင်ဗျာမွန်လူမျိုးတွေဟာကိုပိုင်ထီနန်ကိုပိုင်စာပေ ကိုပိုင်ယဉ်ကျေးမှုနဲ့နေကြသူတွေဖြစ်ပါတယ်ခင်ဗျာအလှကနှုတ်တွေနဲ့ချဲလဲထားတဲ့ရွှေဟင်းသာရုပ်ထုဟာမွန်လူမျိုးတွေရဲ့အထိတ်အမှတ်အမှတ်သားတစ်ခုဖြစ်ပါတယ်ခင်ဗျာမွန်နိုင်ငံပြည်ရှိရာဒေတာကိုယာမညဒေတာဟုလည်းခေါ်ဆို ခဲ့ကြပါတယ်ခင်ဗျာမွန်လူမျိုးအများစုဟာသီရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီးဘာသာရေးကိုစွန့်ခွာသွားကြသူတွေလည်းရှိပါတယ်ခင်ဗျာမွန်စာပေမှာလည်းပြည်33လုံးရှိပြီး တရဆနှလုံးရှိပါရယ်ခင်ဗျာမွန်ဆာဘီဟာအေရီ900စုခန့်တွင် ပေါပေါက်နေပြီဖြစ်ကြောင်းစတင် တွေ့ရှိရပါရယ်ခင်ဗျာအိန္ဒိယတောင်ပိုင်းမှာရှိတဲ့ပန်လဝလူမျိုးတွေရဲ့ပန်လဝအခရာကိုအခြေခံပြီးမွန်ဆာကိုတီထွင်ခဲ့ကြတဲ့အတွက်တထုံခစ်ကာလကိုရောက်လာတဲ့အခါမှာတော့မွန်ဆာဘီဟာအချိန်ကောင်းစွာထွန်းကားနေပြီဖြစ်တဲ့အကြောင်းတဝနာဘူမိဝန်းကျင်မှာတွေ့ရှိရတဲ့မွန်ကြောက်စာတွေကဖော်ပြနေပါရယ်ခင်ဗျာယူရီးယားနိုင်ငံတောင်ပိုင်း ရပထုံကြောက်စာအရာခရစ်နှစ်900စုခန့်လောက်ကတိုင်မွန်လူမျိုးတွေဟာမွန်စာပေတွေကိုကောင်းစွာရေးသက်ဖတ်တတ်နေပြီဖြစ်တဲ့အကြောင်းသိတာနိုင်ပါတယ်ခင်ဗျာမွန်စာပေတမိုင်းကိုစမ်းစစ်ကြည့်မယ်ဆိုရင်ကြောက်စာမင်းစာအုတ်ခွက်စာခေါင်းလောင်းစာစင်ကွင်းစာ အင်္ဂလိပ်စာပရပိုက်စာပေစာ ပုံနှိပ်စာစသဖြင့်ပုံစံအမျိုးမျိုးနဲ့တွေ့ရှိနိုင်ပါတယ်ခင်ဗျာမွန်စာပေဟာပြိတ္တကတ်တော်ဆံရကျန်း ရာဇဝင်ကျမ်းစေကျမ်းဓာတ်ကျမ်းဘေရင်ကျမ်းပြုတ်ကပြလင်္ကာကျမ်းပုံဝတ္ထုများဇကပြေအရေးသားများစသဖြင့်လဲစုံလင်လှပါတယ်ခင်ဗျာမွန်မာရာစကားဟာလဲမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့မွန်လူမျိုးတွေအသုံးပြုတဲ့အရှိတောင်အာရှသုံးဘာသာစကားတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာမွန်မာရာစကားဟာကမ္ဘောဒီးယားဘာသာစကားနဲ့ဆင်တူသလိုရှိပေမဲ့အရှိတောင်အာရှဒေတာမှာရှိတဲ့ဘာသာစကားအများစုလို့ အတန်အနည်းအမြန်အသက်ကြရှိတယ်ဘာသာစကားမဟုတ်ပါဘူးခင်ဗျာဒီနေ့ခေတ်မှာမမာရာစကားကိုလူဦးရေနှစ်တန်းကျော်လောက်ကတာပြောဆိုလျက်ရှိကြပြီးကုန်းပေါင်ခေတ်ကနေစတင်ပြီးယခုခေတ်အချိန်တွေအထိအစိုးရအဆက်ဆက်ကဗမာလူမျိုးကြီးဝါဒကိုအခြေခံပြီးပိတ်ပင်သားစီးမှုတွေရှိခဲ့တဲ့အတွက် မကြာသေးမီနှစ်များကမမာရာစကားအသုံးပြုမှုဟာအထူးသဖြင့်ငယ်ရွယ်တဲ့မျိုးဆက်တွေအတွင်းမှာလျင်မြန်စွာကြာဆင်းလျက်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံမှာတော့မွန်ဘာရာစကားပြောဆိုသူအများစုဟာမွန်ပြည်နယ်မှာနေထိုင်ကြပြီးတနင်္လာရီတိုင်းနဲ့ကရင်ပြည်နယ်တွေမှာလည်းမွန်စကားကိုပြောဆိုကြပါတယ်ခင်ဗျာမွန်လူမျိုးတွေနဲ့ဗမာလူမျိုးတွေရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုပေါင်းကူးခြင်းဟာမွန်နဲ့မြန်မာတို့ကြောက်စဲနယ်မှာဆုံတွေ့ကြပြီးအတူတကွနေထိုင်ခဲ့တဲ့အချိန်ကနေစတင်ခဲ့တယ်လို့သမိုင်းဆရာတွေကရှင်းတာပြောဆိုကြပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာမွန်နေဟာ မြေပြန့်လွင်ပြင်မှာလေယာဉ်လုပ်ငန်းနဲ့အေဂျင့်တာယာစွာနဲ့နေထိုင်ခဲ့တာဟာအနည်း3000ခန့်ကြာညောင်းခဲ့ပြီဖြစ်တဲ့အတွက်ယဉ်ကျေးမှုအရာမှာအလွန်မြင့်မားနေကြပါပြီခင်ဗျာမွန်တို့ရဲ့အချက်အချာနိုင်ငံဖြစ်တဲ့ဂါရာဝတီနိုင်ငံဟာတကိုးကြီးမားနေခြင်းလည်းဖြစ်ပါတယ်ခင်ဗျာဒါအပြင်မွန်တို့တွေဟာထေရဝါဒဗုဒ္ဓဘာသာပိဋကတော်တွေနဲ့အတူစာပေအရေးသားတွေကိုပါပိုင်ဆိုင်ထားကြပြီဖြစ်တဲ့အတွက်စေတဘောတာနုညံ့တိမ်မွေ့နေသူများဖြစ်ကြပါတယ်ခင်ဗျာ ရန်ကုန်တန်ကရုံမှာတမိုင်းပါမောက်ခအဖြစ်တာဝန်ထမ်းဆောင်ရင်းပြည်ထောင်စုသားတွေရဲ့အကြားမှာနှစ်ပေါင်းများစွာနေထိုင်ပြီးကျန်စတာမင်းရဲ့မွန်ကြောက်စာဆက်နတိုင်းကိုဖတ်ပြီးကြောက်စာပေါင်းချုပ်စာအုပ်ကိုနှိဖက်ပြုစုပေးခဲ့တဲ့အလွန်လေးစားအပ်တဲ့ပါမောက်ခချုပ်ကြီးရဲ့ယူဆချက်ဟာလည်းဒေါက်တာတန်းထွန်းရဲ့ယူဆချက်နဲ့ထက်တူထက်မြတ်ပင်ဖြစ်ပါတယ်ခင်ဗျာမွန်နေဟာပပယ်ပဒိန်ပန်းတင်ပန်းတော်ပယံပပုပန်းတမော်ပန်းပုပကြီး ပန်းရွံ့စတဲ့ပန်းဆယ်မျိုးအတက်နဲ့အဆောက်အဦများတည်ဆောက်ခြင်းအင်္ဂလိပ်ရုပ်လိုများထွန်းထူခြင်းစတဲ့လက်မှုပညာများကိုတထုံခစ်မှာကောင်းစွာတက်မြောက်နေပြီဖြစ်ပါတယ်ခင်ဗျာတထုံဝင်းကျင်မှာလည်းဂဝန်ကြောက်စစ်လက်ရာများကြံ့ရစ်နေတာကိုယခုတိုင်အောင်တွေ့မြင်နိုင်ပါတယ်ခင်ဗျာကြောက်တယ်မုံလုပ်ငန်းဟာလည်းမွန်လူရဲ့လက်မှုပညာတစ်ခုဖြစ်ပါတယ်ခင်ဗျာမွန်လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုဒုရိယာကတော့မိချောင်းဒုရိယာဖြစ်ပါတယ်ခင်ဗျာ အခြားနိုင်ငံတွေမှာနေထိုင်တဲ့မွန်လူမျိုးတွေရဲ့အရေးအတွက်ကိုအတိအကျမတိရှိရပေမဲ့တကောင်စရင်မှာတော့ရင်းတို့ဟာဗမာတို့မဟုတ်အခြားအာရှလူမျိုးများအဖြစ်ရှင်းသွက်လေးရှိပါရယ်ခင်ဗျာအရင်ချိန်တွေကနေယခုလက်ရှိအချိန်ထိထင်ရှားလာတဲ့မွန်လူမျိုးအချုပ်ကိုထုံနှုတ်ပြကြင်ပါရယ်ခင်ဗျာရှားမညပုတ်တော်ဘုဒ္ဓဂေါတော်ဆိုတဲ့ပြိကတ်သုံးပုံကိုတိဟိုဘာရာကနေပါဠိဘာရာကိုပြန်ဆိုသူအရှင်ဘုဒ္ဓဂေါတာ ုဒ္ဓတာရဏတန်ရှင်ထွန်းလင်းစေသူရှင်အာရဟံသူဝနာဘုံမိတထုံမင်းဆက်ရဲ့25ဇံမြောင်မင်းဖြစ်တယ်မနုဟာမင်းခေါ်မကုဒဟန္တာဝရီမွန်မင်းရဲ့90ဇံမြောင်မင်းဖြစ်တယ်အင်းဝဟန္တာဝရီအနှစ်40စစ်ပွဲကြီးရဲ့အထင်ကရစစ်ဗျင်ရာဇာဒရစ်ခေါ်ပညာနွယ်ရာဇာဒရစ်ဘျင်ရဲ့အတိုင်ပင်ခံအမတ်ကြီးအမတ်ဒိန်ဟန္တာဝရီဘယင်တတ်တော်ရဲ့ရှေဖျားချီစစ်မှု အနှစ်48ရဲ့ထင်ရှားတဲ့မွန်ဒီရဲကောင် လက်ကွန်းအိမ်ခေါ်မဟာစောမွန်မြမကြီးရှင်စောပုဘုရားဘာသာတရဏတော်အတွက်ကြိုးပမ်းမှုများကြောင့်ထင်ရှားတဲ့မွန်ဘီရင်တမစေရီမင်းခေါ်ရှားမာဓိပတိမွန်သူရဲကောင်တမိန်ဗရန်ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘရင်နောင်ရဲ့အတိုင်းမင်္ဂဝင်ကြီးချုပ်အခမဟာတေနာပတိအမတ်ကြီးပညာတလား အင်းဝခိစာဆိုတော်ယဟန်ရှင်မဟာရထသာရထိုင်းနိုင်ငံရဲ့ချက်ကရီမင်းဆက်ကိုတည်ထောင်သူဘရင်ဗုဒ္ဓရောဖာဆူလာလောမှာရှားမတ်တထိုင်းနိုင်ငံဘရင်ရဲ့ချက်ကရီမင်းဆက်တည်ထောင်သူရှားမတ်တဘရင်ရဲ့မိဘရန်ကောင်ကြီးရှားမတ်နှစ်ဘရင်ရဲ့မေတော်အမရိန္ဒရာဒုတိယဟန်တာဝရီမင်းဆက်ရဲ့နောက်ဆုံးဘရင်ပညာဒလဟန်တာဝရီဘရင်တိတ်တရာစာမင်းကြီးမိဖုရားမိတလက်ထော ထိုင်းဗရင်နိုင်ငံချက်ဂရီမင်းဆက်ရဲ့၄၀မြောက်မင်းထိုင်းနိုင်ငံကိုခင်မီအောင်အစပြုခဲ့သူမကုတခေါ်မောင်းကွတ်ကိုလိုနီခေတ်ကမီတင်မော်တထေဥနာအောင်ကိုလိုနီခေတ်ကတထေကြီးမြန်မာနိုင်ငံကုန်တယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအတင်းကိုစတင်တည်ထောင်သူစာဦးတွင်ကိုလိုနီခေတ်မြန်မာလူမျိုးတွေရဲ့ပထမဦးဆုံးဘယင်ကံစာချေမောင်ကြီး မြမပထမဆုံးအနောက်တိုင်းဆရာဝန်ဒေါက်တာရှောလူမြမနိုင်ငံရဲ့ပထမဆုံးကာယပလလေ့ကျင့်သူဒေါက်တာဝလတာချစ်ထွန်းမြမနိုင်ငံရဲ့ပထမဆုံးပါရဂူဒေါက်တာဘဟန်မြမနိုင်ငံရဲ့ပထမဆုံးနိုင်ငံတော်အဓိပတိကြီးဒေါက်တာဘမော်မြမနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးမင်းတိုင်မြအမတ်ဒေါ်နှင်းမြမြမနိုင်ငံရဲ့ပထမဆုံးအတဲအစားထိုးကူဆရာဝန်ကြီးဒေါက်တာနော်မန်လှ မြမခေဆန်းစာပေကိုဥဆောင်ပေးခဲ့သလိုမြမနိုင်ငံရဲ့တမတာဥထင်ကျော်ရဲ့ဖခင်ဖြစ်သူမင်းတူဝန်1965ခုနှစ်မယ်ဆက်ကြဝလာ အပါဆရာဟန်တာကုလာ88မျိုးဆက်ចောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ဒုတိယတမတာဥမြင့်ဆွေထိုင်းဝင်ကြီးချုပ်အာနန်ပရာချောဝမ်ချမ်ပီယံရှစ်လက်ဝဲကျော်ထွန်းမင်းနိုင်ဇာကနာထူးအိမ်တင် KAD မြို့ကျော်မြိုင်ပညာနိုင်နန္ဒလိုင်း ဣချောပူပပဝင်းခင်မိစန္ဒီခိုင်တစင်ငုဝါပညာဘုံပြေဟိန်ဝေယံမေပကြီးဒီနီနီလင်းစတဲ့လူတွေဖြစ်ပါတယ်ခင်ဗျာအစုံးတွေနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့နော်